တခါတလေမှာကျွန်တော်တို့အမတ်တမဲ့နေတိုင်းမိလို့ရှိရင်တတိမထားမိတတ်တဲ့အရာလေးရှိတတ်ပါတယ်ဆိုတော့ဘလို့အရာလေးတွေဆိုတော့ကျွန်တော်ဒီနေ့ဒီ video မှာပြပြပြီးတော့ဖြစ်ပါတယ် Okay ဆိုတော့ကျွန်တော်တို့ကစင်ဝယ်ယူတဲ့အခါမှာ Jain Institution ကနေပြဋ္ဌာန်းထားတဲ့ Diamond Color Grading System ညာကျွန်တော်တို့ကိုသုံးမဲ့ budget နဲ့လိုချင်တဲ့ကာလာကိုချိန်ညှိပြီးတော့ဝယ်တယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ကဒီ Color Grading System ညာကြည့်မယ်ဆိုလို့ရှိရင်ကာလာမြင့်လာလေးလေးစိန်ထဲပို့ပြီးတော့အယောင်မေ့လာလေးဖြစ်ပြီးတော့ကာလာနိုင်လာလေးလေးအဲစိန်ထဲကျွန်တော်တို့ဝါးစီညိုစီ Yellow Shade Brown Shade စသဖြင့်ပါလာလေးဖြစ်ပါတယ်ဒါဒီကြောင့်တော့တော်တော်များများတည်ပြီးသားဖြစ်ပါတယ်ဆိုတော့အဲ့ဒါမတည်သေးဘူးဆိုတော့ကျွန်တော်ဒီ Grand Diamond မှာတက်ဆက်ထားတဲ့ Basic Diamond Color Series ဆိုပြီးတော့ရှိပါ ါတယ်အဲ့ဒါကိုရင်ရင်သွားကြည့်ဖို့အဲ့ဒါကိုရင်သွားကြည့်ဖို့လိုရပါတယ်ဒါမှလည်းကျွန်တော်အခုဆက်ပြောမယ့်ဟာကိုချိန်ဆပြီးတော့ပို့ပြီးတော့နားလည်မှာဖြစ်ပါတယ် okay ကျွန်တော်ဗီဒီယိုအစမှပြောတယ်သတိမထားမိတတ်တဲ့ຢာဆိုကျွန်တော်အခုမှစပြီးပြောမှဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကတကပောင်လုံးတိုင်းတာနေနဲ့နိုင်ငံပေါင်းစုံကရရှိလာတဲ့စိန်တွေပေါ့နော်နိုင်ငံပေါင်းစုံကစိတ်တွေးဉာဏ်တွေရရှိလာတဲ့စိန်တွေကိုကျွန်တော်တို့ကတကပောင်လုံးတိုင်းတာနေနဲ့ပြန်လဲရောက်ချတဲ့အခါမှာကမ္ဘာစိန်စိတ်ကိုတတ်သမှတ်တဲ့ဖြစ်စေဖို့ proper ဘူးလို့ခေါ်တဲ့ကမ္ဘာစိန်စိတ်တတ်မှတ်ချက်တွေမှာ M ကလာနောက်ပိုင်းအစဉ်တွေကိုကျွန်တော်တို့ကဈေးနှုန်းဖော်ပြထားခြင်းမရှိပါဘူး။ဆိုတော့ D2M3 ပဲဖော်ပြထားပြီးတော့ M ကလာနောက်ပိုင်းကိုဈေးနှုန်းမဖော်ပြထားဘူးပေါ့ဗျာ။ဆိုတော့ဒါကဘာကြောင့်လဲ။ ော့ကျွန်တော်တွေးကြည့်မယ်ဆိုလို့ရှိရင်ဖြစ်နိုင်တာတစ်ခုပါထေချာကျွန်တော် D2M ကလာကဈေးကွက်လိုပဲအချက်ရလဲလူကြိုက်များတယ်လူသုံးပုံများတယ်ဆိုတော့ဒါကြောင့်မလို့လေအသုံးများတဲ့အုပ်စုကိုဦးစားပေးပေါ်ပြထားတယ်ပေါ့ဗျာဆိုတော့ဒါဒီလိုမျိုးလည်းဖြစ်နိုင်ပါအဲဆိုတော့ကျွန်တော်တို့က M color နောက်ပိုင်းစိန်တွေဝယ်မယ်ဆိုလို့ရှိရင်တော့ D2M color ထက်တော့ပိုပြီးတော့ဝယ်ရတာခက်ခဲသွားမယ်ပုံစံမှာရှိပါတယ်အဲဒါပေမဲ့လေဈေးလို့ရတော့ပိုပြီးတက်သွားတော့တယ်ဆိုတဲ့သဘောမှာရှိပါတယ် အဲဒါကြောင့်လဲကျွန်တော်ထပ်ပြီးတွေးစီရရှိတာကဒီ M color နောက်ပိုင်းစိန်တွေကကျွန်တော် D2M color လောက်လဲစိန်တွေက colorless မဖြစ်ဘူးဈေးကွက်ခေါ်ရပြတ်မယ်ဆိုမဖြစ်ဘူးပေါ့ဗျာ fancy color လောက်လဲ color ကလုံးလုံးလတ်လျပါနေတာမဟုတ်ဘူးဆိုတော့ဒါကြောင့်မလို့စိန်ကို supply လုပ်တဲ့သူတွေကစိန်ကို supply လုပ်တဲ့ရောင်းချတဲ့သူတွေကအဲဒီလိုမျိုး M color နောက်ပိုင်းစိန်တွေကိုကျွန်တော်တို့အဲ HP 8D လို့ခေါ်တဲ့ color ပြုတ်ပြင်းတဲ့နေအပြင်အဲ့ဒီစိန်တွေကို fancy color ဖြစ်အောင်ပြောင်းလဲပြီးတော့မှအဲ့အဲ့ fancy color ဖြစ်လာတဲ့စိန်တွေကိုကျွန်တော် DJI institution မှာသွားပြီးတော့ certify လုပ်တယ်ပေါ့ဗျာ certify ပိုင်းလုပ်ပြီးတော့ရောင်းချတာမျိုးတွေရှိပါတယ်။အဲဒါပေမဲ့အဲ့လိုမျိုး certify လုပ်လိုက်တဲ့စိန်တွေကတော့ကျွန်တော်တို့ color ပြည့်ပြင်တာတွေအတွက်ကြောင့် jail report ထွက်တဲ့အချိန်မှာကျော်ဒီ treat တဲ့ diamond နေနဲ့ report ထွက်လာတယ်ပေါ့ဗျာ။အဲ့ဒါကတော့တတိထားစရာရှိပါတယ်။ Okay ဒါတော့ကျော်ဒီ report ပုံမှာ diamond diamond တတိမထားမိတဲ့အကြောင်းအရာလေးကိုကျွန်တော်ပြပြပေးတာဖြစ်ပါတယ်။အကျိုးရှိမင်းလေးကိုကြည့်ပါတယ်။အားလုံးပဲလောက်ပါပြီးတော့ diamond နဲ့ထိုက်တဲ့ရတနာ rain by ဆိုင်နေကြပါစေ။ကျွန်တော်ကမြန်မာနိုင်ငံပြမအောင်ဆုံးစိတ်အစ်တမညာမျှဝေပေးတဲ့ random မြန်မာမှာကိုရဲရင်ပါ။ photos who won more?